မင်္ဂလာပါရှင်လုပ်ငန်းခွင်တွေအသုံးပြုရလွယ်ကူစေပြီးတော့မြန်ဆန်စင်မဲ့ညနေတွေကိုမျှဝေပေးတာဖြစ်ပါတယ်ဒီနေ့ကတော့ How to use chessin essay ရဲ့ part 4နေ့ရက်လေးနေ့ရက်လေးပဲဖြစ်ပါတယ်အဲ့တော့ part 4သင်ခန်းစာလေးပါတချို့တော့ဘာတွေပါမလဲဆိုတော့နောက်ထပ်ကျွန်တော် menu တစ်ခုဖြစ်တဲ့အပေါ်မှာဒီ design ရဲ့ဟာတွေအားလုံးပြီးသွားပြီเนาะ format တွေကเนาะ format တွေကကျွန်တော်ဒီမှာ uh, current selection เนาะဒီ insert shape shape style border style ပြီး array နော် site တို့ပေါ့နော်ဒါလေးကိုကျင်ပြသွားပါမယ်အဲ့တော့အာဒီမှာတချို့တို့ကအများဆုံးကိုအပြာရောင်မထားခြင်းဘူးတခြားအယောင်လေးတုံးခြင်းတယ်ဟုတ်ပြီအပြာရောင်ဒီဘယ်သူလဲအပြာရောင်တချို့တို့က HPI 7ဖြစ်တယ်အဲ့တော့ဒီမှာအပြာရောင်လေးဝင်တယ်နော် HPI 7ကို ကျတော့ကအရာလေးပြောချင်တယ်ဆိုရင် format တွေကိုသွားပါပြီးရင်တော့ shape style တွေကိုသွားပါဒီ face ရဲ့နေရာလေးမှာကြိုက်တဲ့အရာလေးကိုဖြည့်ချလိုက်ပါကြိုက်တဲ့အရာလေးကိုဖြည့်ချလိုက်ပါရပါပြီဟုတ်ပြီနော်နောက်တစ်ခုအစိမ်းအရာလေးဟုတ်ပြီဒီအစိမ်းကိုမကြိုက်ဘူးတစ်ချက်ပဲနေလိုက်အနီပြောင်းမယ်အဝါပြောင်းမယ်တက်သလိုပြောင်းလို့ရတယ်အဲ့တော့ခု ပြောင်းကျင်တဲ့ဟာတွေကိုဒီမှာရွေးချယ်ပြီးပြောင်းပေးလို့ရပါတယ်။အဲ့တော့တကယ်လို့မိမိကဒီထဲမှာရှိတဲ့အယောင်တွေကိုကျွန်တော်မလိုချင်ဘူး။ထပ်ပြီးတော့ကျွန်တော်ကပြောင်းကျင်တဲ့ဆိုလို့ရှိရင်သူ့အောက်မှာ mood color တော့ picture gradient တက်ချာစိုက်တာကိုယူလိုက်ပါ။နောက်ကျ background ကိုကျွန်တော်ဒီမှာတက်ချာလေးထည့်ပါမယ်။ဒါရှာလေးထည့်ပါမယ်ရမလားပြီးရင်တော့ဒီဘက်မှာ word assign ရှိတယ်စလုံးဒီဇိုင်းနဲ့ကျွန်တော်ဒီမှာထပ်ပြီးရွေးချယ်ခြင်းနဲ့ဆိုရင်ရွေးချယ်ပေးလို့ရပါတယ်ချင်း အဲ့တော့အဲချက်တစ်ခုဂျင်းစီရဲ့အယောင်တွေကိုပြန်ပြီးတော့ပြင်ကျင်တဲ့အခါမှာ chest style အနေဖြင့်စလုံးတွေကိုပြင်ကျင်တဲ့အခါမှာ waist style အနေဖြင့် shape face outline shape face outline အဲဒီအဲ sorry shape face outline shape effect ရှိမယ် test face test outline test effect ရှိမယ်ရမယ်နော်ဒါကတော့နောက်ထပ်ချက်တွေဒီလိုမျိုးပေါ့နော်အဲစာရင်ရှိတယ်ဆိုရင်သူ့ကို forward backward ပေါ့ရှေ့ပို့မယ် အဲ့နောက်ပုံပဲဒါလေးလေးကိုသုံးတာ for back ကတော့ရှေ့ပေါ့ power ကတော့နောက်ပေါ့ဒီလိုမျိုးသုံးလို့ရပါတယ် group တွေပါရင်ဖွဲ့ရှင်တဲ့စတင်ဘက်မှာထပ်ပြီးလေ့လာသွားလို့ရပါတယ်เนาะအဲ့တော့ဒီနေ့ channel ပတ်သက်လို့ကတော့ဒီလောက်ဆိုရင်ကျတော့လောလောလောက်ပြီးလို့တင်ပါတယ်အဲ့တော့နောက်ထပ်နောက်ရက်သင်ခန်းစာထဲမှာလုပ်ငန်းခွင်အတွက်အလွယ်တကူဆုံးအသုံးပြုနိုင်မယ့်နည်းလမ်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချိန်ကတော့ကွန်ပျူတာကိုရဲ့ founder and trainer ဒေါ်နန်ဂျာဖိုင်ဖြစ်ပါတယ် oh sorry အာဒီမှာတစ်ခုလေးပြောသွားချင်တာပါလဲဆိုတော့မိမိလောက်ပြီးသားအပိုင်းတွေကိုကျွန်တော် right click ဆိုပြီးရှင် CS လောက်ထားလို့ရတာပါပဲเนาะအဲ့တော့ CS template ကိုနှိပ်လိုက်ပါရောက်ရှိနေတဲ့နေရာမှာပဲ CS ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ကျွန်တော်ဒီမှာဖြတ်လိုက်မယ်ဩ insert တဲ့ကိုတားပြီးတော့ recommend တဲ့ချက်ကိုနှိပ်လိုက်မယ် okay မရဘူး select ပြန်မှတ်လိုက်မယ်เนาะ select လေးမှတ်လိုက်မယ် recommend တဲ့ချက်တဲ့ကိုသွား all share ထဲမှာကျွန်တော် template တဲ့ကိုသွားဆွနာလောက်ထားပြီးတော့ကျွန်တော်ပြန်ယူလို့ရပါပြီเนาะ ားလုံးအဆင်ပြေလာမယ်လို့ထင်ပါတယ်နောက်ထပ်နောက်ရက်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်